မရှင်များအားလုံးပဲမင်္ဂလာပါခင်ဗျာဒီနေ့ကတော့ကျွန်တော်အနောက်နှလုံးပေါင်းခြင်းပရိတ်ကိုပြန်လည်ပြောပြသမှာဖြစ်ပါတယ်အနောက်နှလုံးပေါင်းခြင်းပရိတ်ကနေ့နံပါတ်3နဲ့နေ့နံပါတ်2နဲ့ဖြစ်ပါတယ်ဒါလေးပြင်ရှင်ဖြစ်ပါတယ်ပေါ့နော်အဲ့ဒီ3နဲ့2နဲ့ကိုကျွန်တော်ဒီမှာစုပြပေးထားတယ်ပေါ့နော်โอเคနံပါတ်1က6939ဖြစ်ပါတယ်နံပါတ်2ကကုန်း9394ဆိုပြီးဖြစ်ပါတယ်ပေါ့နော်အဲ့ဒီမှာဆိုရင်ကျွန်တော်3939233တူတယ်ပေါ့နော်ဒီ6နဲ့3နဲ့ဒီဘက်9လေးဆိုတော့မတူတဲ့အတွက် ၃ညနေ၃ညရတယ်ဗောနော်အဲ့ဒီမှာဆိုရင်ကျွန်တော်ရှစ်ကိုးလေးအနေစာကြည့်အောင်ဗောနော်ရှစ်ကိုးလေးဒါကြောင့်မို့ဒီမှာဆိုရင်ကိုးနဲ့ဒီလေးနဲ့ပေါင်းရှင်းက73ဆိုပြီးဖြစ်ပါတယ်ဗောနော်တရားနာသလုံးပေါင်းကိုးနဲ့လေးပေါင်းရှင်းဒီ73ပြိဖြစ်ပါတယ်နောက်ထပ်ကျွန်တော်ခွန်ရှစ်ကိုးတင်နေရကိုးနဲ့လေး၅၆ပြိဆိုပြီးရတယ်ဗောနော်အနန္တလုံးပေါင်းရှင်းပြိဖြစ်ပါတယ်ကိုးရဲ့နေ့ရပဲကြံတယ်ဗောနော်ရှစ်ကိုးလေးပြီးတော့နောက်ထပ်တစ်ချိန်မှာရှစ်ကိုးလေးပြီးတော့၅၆3ဖြစ်ပါတယ် ဒါကြောင့်မို့ဒီ6ရက်3ရက်နှလုံးပေါင်းရှင်းကိုပရိဖြစ်ပါတယ်ခင်ဗျာဒီ9 6 9ပရိရာတယ်ဗောနော9 6 3ပြီးတော့နောက်ထပ်တစ်ချိန်မှာရှောင်ချီဖြစ်ပါတယ်6 8 9ဗောနော်ဒါကြောင့်မို့အဒီအနောက်နှလုံးပေါင်း8ရက်9ရက်ပေါင်းရှင်းဒီ15ပရိဖြစ်ပါတယ်ခင်ဗျာနောက်ထပ်ဒီမှာ6 9 3ညာ3လုံးရာတယ်ဗောနော်6 8 9ပြီးတော့နောက်ထပ်တစ်ချိန်မှာဆိုရင်နိနိခွန်ဆိုပြီးဖြစ်ပါတယ်ဒါကြောင့်မို့ဒီနိရ9ရက်နှလုံးပေါင်းရှင်းဒီ9ဖြစ်ပါတယ်ခင်ဗျာ ဒီမှာ3ရက်6ရက်ဆိုပြီးရတယ်ပေါ့နော်ဒီနေ့ခွန်ပြနှစ်ထပ်တစ်ကြိမ်မှာ3 8ဖြစ်ပါတယ်ခင်ဗျာဒါကြောင့်မို့ဒီရှင်းနဲ့ရှင်းတဲ့နှလုံးပေါင်းရှင်း6ပြည့်ဖြစ်ပါတယ်ဒီမှာလေ6 9နှလုံးပဲရတယ်ပေါ့နော်3 8ဆိုပြီးတော့နှစ်ထပ်တစ်ကြိမ်မှာ3 3 9ဆိုပြီးဖြစ်ပါတယ်ခင်ဗျာဒါကြောင့်မို့3 9ရက်9ရက်နှလုံးပေါင်းရှင်း9ဖြစ်ပါတယ်ဒီ3 9ခွန်ရတယ်ပေါ့နော်3 3 9ပြည့်တော့နှစ်ထပ်တစ်ကြိမ်မှာ3 9နေဆိုပြီးဖြစ်ပါတယ်ဒါကြောင့်မို့ဒီ9ရက်2ရက်ပေါင်းရှင်း9ပြည့်ဖြစ်ပါတယ်ခင်ဗျာ3 9နှစ်ဖြစ်ပါတယ် 3ငုံ9ရက်2ရက်နှလုံးပေါင်းရှင်းဆက်တိပရိဖြစ်ပါတယ်။ဒီမှာခွန်3ညအတိရတယ်ဗောနော3ငုံပြီးတော့နှစ်6ဖြစ်ပြီးဖြစ်ပါတယ်ခင်ဗျာ။နှစ်6ဒါကြောင့်မို့ဒီ4ရက်6ရက်နှလုံးပေါင်းရှင်းတစ်ဆင့်ဖြစ်ပါတယ်ဗောနော။ဒီမှာတော့6တလုံးပဲဖြစ်တော့ရတယ်ဗောနော။နှစ်6ပြီးတော့3နှစ်4ဆိုပြီးဖြစ်ပါတယ်။၃၄၄ပေါ့နော်အဲဒါကြောင့်မို့နင်းနဲ့၄ပေါင်းရှင်း၆ပြည်ဖြစ်ပါတယ် တုံးနေလေးပြီးတော့၈ငါးနေဖြစ်ပါတယ်၈၅၄ပေါ့နော်ဒါကြောင့်မို့ကျွန်တော်ဒီ၅ရဲ့နေ့ရဲ့ပေါင်းရှင်းခုနှစ်ပြည့်ဖြစ်ပါတယ်ခင်ဗျာ၉တုံညာတိလေးမှာ၈ငါးနေပြီးတော့၈ဆောင်၅ဆပီဖြစ်ပါတယ်ပေါ့နော်၈ဆောင်၅ဒါကြောင့်မို့ဒီ၆ရဲ့၅ရဲ့ပေါင်းရှင်းဒီဆက်တိပြည့်ဖြစ်ပါတယ်တိလေး၅မှာတော့၈ဆောင်၅ပြီးတော့၃၅၆ဖြစ်ပါတယ်ပေါ့နော်၃၅၆ဒါကြောင့်မို့ဒီ၅ရဲ့၆ရဲ့နှလုံးပေါင်းရှင်းတိပြည့်ဖြစ်ပါတယ် ဒီမှာတော့9 3 6စပီးနှလုံးရတယ်ဗောနော်3 5 6ပြီးတော့6 4 6စပီးဖြစ်ပါတယ်6 4 6ဒါကြောင့်မို့ဒီ6ရ6ရပေါင်းရှင်းတစ်စီဖြစ်ပါတယ်6 4 6ပြောင်းနောက်ထပ်တစ်ချိန်မှာကျတော့9 8ဖြစ်ပါတယ်ခင်ဗျာ9 8ဆိုရင်အတွက်9နဲ့8ပေါင်းရှင်း15ပြိဖြစ်ပါတယ်ဒီ6 5 6 9မှာကျတော့9 8ပြီးတော့6 9 6စပီးဖြစ်ပါတယ်ဗောနော်6 9 6ဒါကြောင့်မို့ကျွန်တော်9ရ6ရပေါင်းရှင်းဒီ15ပြိဖြစ်ပါတယ် ်6 9 6ပြီးတော့8 9 8ဖြစ်ပါတယ်ဗောနော8 9 8 8 9မှာနှလုံးပေါင်းရှင်က6ခွန်ဆိုပြီးရတယ်ဗောနော်အဲ့မှာ9ရဲ့8ရဲ့ဆိုရတဲ့ခွန်ပြိဖြစ်ပါတယ်ခင်ဗျာဒါလေးပြင်ရှင်ဗောနော်ကျွန်တော်နိစာကနေဆိုရရှင်ခုလော့စေတော့ပြက်ပြင်မရှိသေးဘူးခင်ဗျာအရင်ဆုံးနံပါတ်နိနံပါတ်3ကိုစားပြီးတော့လေ့လာကြည့်အောင်ဗောနော်ခေတ္တလေးကတော့ကျွန်တော်နိနံပါတ်1ဖြစ်ပါတယ်ခင်ဗျာ။ Okay နိနံပါတ်1မှာကျတော့ကျွန်တော်ဒီ ရှစ်ကိုဘောနောရှစ်ကိုလေးနဲ့မြောက်ရတာဖြစ်ပါတယ်ရှစ်ကိုလေးချိန်ပေါင်းတာလေးနဲ့မြောက်လိုက်တာဘောနောဒီရှောင်းနဲ့ကိုနဲ့မှာတစ်ချိန်စီဖြစ်ပါတယ်ငါမှာတစ်ချိန်ဒီအလျာ၃ကို၃နဲ့မြောက်မှာဖြစ်ပါတယ်တင်းမှာနှစ်ချိန်ဒီနှစ်မှာတစ်ချိန်ဒီကိုကြတော့၃ချိန်ဘောနောပြီးရင်အလင်းမှာနှစ်ချိန်အပိတ်မှာတစ်ချိန်အပေါင်းလေးဆိုပြီးဖြစ်ပါတယ်ခင်ဗျာโอเคဒါဆိုရင်ရှစ်လေးဒီဟာ30နဲ့နှစ်ဖြစ်ပါတယ်6နဲ့9ပေါင်းတာဒီ15ရာနေပေါ့နော်နောက်ထပ်ဒီမှာ9ကတစ်ချိန်ဖြစ်ပါတယ် သုံးသုံးချိန်ပေါင်းတာကိုဘာတော့နေ့နှစ်ချိန်ပေါင်းရှင်းရတယ်ဒီမှာနေ့ကတစ်ချိန်ဖြစ်ပါတယ်၆၃ချိန်ပေါင်းတာ၁၈အလျာ၃ညနှစ်ချိန်ပေါင်း၃ညဒီ၅နဲ့အနောက်မှာရှိတယ်၄နဲ့ပေါင်းတာ၅နဲ့၄ပေါင်း၉ရှိပြီဖြစ်ပါတယ်ခင်ဗျာအဆိုရင်၅နဲ့၅ပေါင်းရှင်းကတစ်၀ဖြစ်ပါတယ်ပေါ့နော်ဒီ၉နှစ်ချိန်၁၈နေ့နဲ့ပေါင်းရင်၂၀ဖြစ်ပါတယ်နေ့နဲ့၈ပေါင်းရင်၂၀လေတလုံးကြံတယ်ဗောနောဒါကြောင့်မို့သူကို၄၅၆လို့တိုးလိုက်တာဗောနော၆ကိုနှစ်ပေါင်းတာ၈၈ကိုတိတူ 4569မှာဆိုရင်6960ဖြစ်ပါတယ်။ဒါကြောင့်မို့ကျွန်တော်တို့9နဲ့6နဲ့ပေါင်းရှင်းဒီ15ပရိဖြစ်ပါတယ်။4569ပရိမှာ6960ဖြစ်ပါတယ်ဗောနော်။ဒီမှာ4569မှာ6960အတွက်9ရဲ့6ရဲ့ပေါင်းရှင်း5ပရိဖြစ်ပါတယ်ခင်ဗျာ။ဆက်ပြီးတော့နောက်ထပ်တစ်ကြိမ်မှာဒီ9690သုံးများဆိုတာလေးကိုဆက်ကြည့်အောင်ဗောနော်။နေရာတီ၃ညကို၄နဲ့မြောက်မှာဖြစ်ပါတယ်။၆နဲ့၉နဲ့မှာဆိုရင်အတွက်၉နဲ့၆နဲ့မှာတစ်ချိန်စီပေါ့နော်။ ဒီ9မှာတစ်ချိန်အလေက3ကို3နဲ့မြောက်တဲ့အပိတ်1မှာတစ်ချိန်8မှာတစ်ချိန်4မှာ3ချိန်အလေ9မှာတစ်ချိန်ဒီ6မှာတစ်ချိန်အပေါင်း4စုပြီးဖြစ်ပါတယ်ခင်ဗျာဒါဆိုရင်9နဲ့6ပေါင်းရှင်းဒီ15ရာတယ်ပေါ့နော်မ၄တုံညာဒီတုံညာနောက်ထပ်ဒီ9က3 9ကတစ်ချိန်ဖြစ်ပါတယ်၃၃ချိန်၉၁၂ချိန်ပေါင်းတာနဲ့ကရရှိကတစ်ချိန်ဒီမှာဗောနော်ဒီရှိတစ်ချိန် လေးသုံးကြိမ်ပေါင်းရှင်းစနစ်နေ့နဲ့ကြိမ်ပေါင်းခုနှစ်ကြိမ်ပေါင်းတာ14ပေါ့နော်ဒီ6နဲ့4ပေါင်းတာက10ရှိပြီဖြစ်ပါတယ်ခင်ဗျာအဆွေကျွန်တော်ဒီမှာနေ့နဲ့8ပေါင်း10 9နဲ့9ပေါင်းရှင်းက10ဖြစ်ပါတယ်ဒီ9နဲ့2ပေါင်းတာ71တင်းနဲ့ဒီ6နဲ့ပေါင်းရှင်းဒီ9ရှိပြီဖြစ်ပါတယ်ခင်ဗျာဒါကြောင့်မို့ကျွန်တော်ဒီမှာ9 6ခွန်ပေါ့နော်ခွန်ကို2ပေါင်းရှင်း9 10 96093အနန္တလုံးပေါင်းရှင်ပြိမာ6986ဆိုတဲ့အတွက်ဒီ9ရ8ရနှလုံးပေါင်းရှင်9ပြိဖြစ်ပါတယ် ဒါကြောင့်မို့ကျွန်တော်တို့ဒီ969939ပါ8989နဲ့8ပေါင်းရှင်းဆက်ခွန်စပီးဖြစ်ပါတယ်ပေါ့နော်။ဒါဆိုရင်ဒီမှာဆက်ပြီးလေ့လာကြည့်မယ်ပေါ့နော်။ဒီ39ကို၄နဲ့မြောက်တယ်လို့ပဲဒီ3ကို၄နဲ့မြောက်မှာဖြစ်ပါတယ်။9နဲ့8နဲ့မှာတစ်ချိန်စီပေါ့နော်။ဒီ3မှာတစ်ချိန်ဒီ2ကို3ချိန်ဖြစ်ပါတယ်။7မှာ2ချိန်ဒီ7မှာ2ချိန်6ကို3ချိန်9မှာ2ချိန် sorry 9မှာ2ချိန်ပေါ့နော်။9မှာ2ချိန်ဒီ3ညမှာ2ချိန်ကို၄နဲ့ထပ်ပေါင်းမှာဖြစ်ပါတယ်ခင်ဗျာ။ အစွင်း3ဒိဋ္ဌိစနစ်ပေါ့နော်9နဲ့10ပေါင်းရှင်းဒီ73ဖြစ်ပါတယ်နောက်ထပ်ဒီ3ကားတစ်ချိန်ဖြစ်ပါတယ်ခင်ဗျာနေ့3ချိန်ပေါင်းရှင်းဒီ6ဒီ6ကုန်2ချိန်ပေါင်းရှင်းက16ပေါ့နော်ကရက်တစ်ချိန်63ချိန်ပေါင်းတာ78ကုန်2ချိန်78ပေါ့နော်ပြီးရင်ဒီ4တစ်ချိန်ထပ်ပေါင်းတာဖြစ်ပါတယ်အစွင်းကျွန်တော်ဒီမှာအာ ရှင်းတဲ့ချိန်ပေါင်းရှင်း16လေးနဲ့ပေါင်းရင်20ဖြစ်ပါလေဗောနောနောက်ထပ်ကျွန်တော်ဒီမှာ3ရက်6ပေါင်းရှင်းဒီ99နဲ့10ပေါင်းရှင်းက30ဖြစ်ပါလေနေနဲ့3ပေါင်း9 9နဲ့6ပေါင်းရှင်းဒီ73ရတယ်ဗောနော73ဆိုတဲ့အတွက်1နဲ့3ဖြစ်ပါလေ1နဲ့3 3ကိုဒီခွန်ကိုနိနေပေါင်း9ဆိုရတဲ့3ကိုနိနေပေါင်းရှင်9 6ပေါ့เนาะ3နဲ့3 9 6အဲ့ဒါဆိုရင်ကျွန်တော်ဒီတစ်ပတ်မှာ3နဲ့3 9 6အနန္တလုံးပေါင်းရှင်ပြည့်စုံပြီးဖြစ်ပါလေပေါ့เนาะ အဲဆိုရင်ဒီမှာ၁၂၃၅၆ဆိုပြီးဖြစ်ပါတယ်။ဆက်ပြီးတော့ကျွန်တော်ဒီနေ့နံပါတ်2ကိုလည်းဆက်ကြည့်အောင်ပါခင်ဗျာ။ Okay ကျွန်တော်ဒီနေ့နံပါတ်2မှာကျတော့ဒီချစ်ကို၄နဲ့မြောင်းမှာဖြစ်ပါတယ်။ပြီးရင်ဒီခုနှစ်မှာတစ်ကြိမ်ခုနှစ်မှာတစ်ကြိမ်အပိတ်ချစ်မှာနှစ်ကြိမ်ပေါ့နော်။ပြီးရင်ဒီချစ်ကိုနှစ်ကြိမ်အလဲကလေးကို၃နဲ့မြောင်းမှာဖြစ်ပါတယ်။ပြီးရင်နှစ်ကိုလည်း၃နဲ့မြောက်တယ်ဒီနှစ်ကိုလည်း၃နဲ့မြောက်တယ်ပေါ့နော်။ပြီးရင်၆မှာတစ်ကြိမ်အပေါင်း၁ဆိုပြီးဖြစ်ပါတယ်ခင်ဗျာ။ ရှင်းလေးလီ30နိဘောနောပြင်ခွန်တကြိမ်ရှင်းနှကြိမ်16 6နဲ့ခွန်ပေါင်း23ရှင်းနှကြိမ်16 4 3နှစ်3နဲ့လီ6ပေါ့နော်ဒီမှာလေး3နဲ့လီ6ဒီ6နဲ့တိပေါင်းတာကခွန်ဆိုပြီးဖြစ်ပါတယ်ခွန်3ပေါင်းရှင်း30ပေါ့နော်နိနဲ့နိပေါင်း4 6နဲ့ပေါင်းရင်36နှစ်ကြိမ်ပေါင်းတာ7နှစ်နိနဲ့ခွန်ပေါင်း9ဖြစ်ပါတယ် အဲ့မှာတော့ကျွန်တော်ကိုကိုနစ်ပေါင်းရှင်းဒီဆက်တည်ဖြစ်ပါတယ်ကိုကိုနစ်ပေါင်းဆက်တည်တိကိုနစ်ပေါင်း3 4ကိုတိ3 4 5မှာရှောက်ကိုရှောက်ဆိုတဲ့အတွက်ကျွန်တော်ကိုရ6ရပေါင်းရှင်းဒီ15ဖြစ်ရိုက်ဖြစ်ပါတယ်ကိုတိ3 4 5မှာရှောက်ကိုရှောက် sorry ကျွန်တော်ဒီကိုကို3ပေါင်းတာဗောနော်ကို3ပေါင်းရှင်းကို3ပေါင်းရှင်းဒီ7ဖြစ်ပါတယ်နေ့ကို2ပေါင်း4 5 6 ကိုနှစ်၄၅၆မှာရှောက်ကိုရှောက်ဆွေအတွက်ကိုနှစ်၆ပေါင်းရှင်းသည်15ပြည့်ဖြစ်ပါတယ်ခင်ဗျာဒါကြောင့်မို့ကိုနှစ်၄၅၆မှာရှောက်ကိုရှောက်ဖြစ်ပါတယ်ဗောနော်ရှောက်ကိုရှောက်ဆွေအတွက်ကိုနှစ်၆ပေါင်းရှင်း15ပြီးတော့တင်လေး6ခုရှင်းစွာလေးကိုဆက်ကြည့်အောင်လားခင်ဗျာဒီ၃ညကို၄နဲ့မြောက်မယ်ဗောနော်ကရင်ကမှာတစ်ချိန်အလေမှာတစ်ချိန်အပိတ်မှာတစ်ချိန်ဒီထိတ်မှာတစ်ချိန်အလေ၅ကို၃နဲ့မြောက်တယ် တစ်ကို၃နှစ်မြောက်တယ်ရှစ်ကို၃နှစ်မြောက်တယ်ဘောနော်ပြီးရင်ဒီလေးမှာတစ်ချိန်အပေါင်းတည်ဆူပြီးဖြစ်ပါတယ်ခင်ဗျာအဲဆိုရင်၅ကတစ်ချိန်ဘောနော်၉ကတစ်ချိန်၆နှစ်ချိန်ပေါင်းတာ၁၂၉နှစ်ချိန်ပေါင်းတာ၁၈၅၃ချိန်က၁၅၁၃ချိန်၃၈၃ချိန်ပေါင်း၂၀နဲ့၄၄၁ပေါင်း၅ဆိုပြီးဖြစ်ပါတယ်ခင်ဗျာအဲဆိုရင်ကျွန်တော်ဒီနေ့နဲ့၈ပေါင်း၃၅နဲ့၅ပေါင်း၈၀ဖြစ်ပါတယ်ဘောနော်ပြီးရင်ဒီ 9နဲ့ဒီ9နဲ့ပေါင်းတာ7 4နဲ့4ပေါင်းတာ8 8နဲ့3ပေါင်း8 7ဖြစ်ပါတယ်။ဒါကြောင့်မို့တိကောလေ3နဲ့ပေါင်းတာ4 4ကို2ပေါင်း6 9 7 1 4 6 9 8မှာ8 9 8ဆိုရတဲ့အတွက်9ရဲ့8ရဲ့နှလုံးပေါင်းရှင်9ပြည့်ဖြစ်ပါတယ်။ဒါကြောင့်မို့1 4 6 9 8မှာ8 9 8 9နဲ့8ပေါင်း79ဆိုပြီးဖြစ်ပါတယ်ဗောနော်။အဲဆိုရင်ကျွန်တော်ဆက်ပြီးလည်လာကြည့်အောင်ပါခင်ဗျာ။ ဒီတုံညာကိုလေးနဲ့မြောက်တဲ့အတွက်ဒီတုံကိုလည်းလေးနဲ့မြောက်တဲ့ကရဲ့လေးမှာတစ်ချိန်အလေးမှာတစ်ချိန်အပိတ်မှာတစ်ချိန်လေးမှာနှစ်ချိန်ဒီလေးကိုတုံနဲ့မြောက်တယ်ပေါ့နော်ရှစ်ကိုလည်းတုံနဲ့မြောက်တယ်တစ်ကိုလည်းတုံနဲ့မြောက်တယ်၆မှာတစ်ချိန်အပေါင်းတည်ဆပြီးဖြစ်ပါတယ်ခင်ဗျာလေးတုံးချိန်ပေါင်းတာစနစ်ဖြစ်ပါတယ်ပေါ့နော်လေးကတစ်ချိန်ရှစ်နှစ်ချိန်၁၆ရှောင်းနဲ့၉ပေါင်းရှင်းဒီ15ပေါ့နော်နောက်ထပ်ဒီလေးကနှစ်ချိန်ဖြစ်ပါတယ်ရှစ် ၄ချိန်၁၂ပေါ့နော်၈၃ချိန်၂၀နဲ့၄၃ချိန်၃၆နဲ့၃ပေါင်းရှင်းကခွန်ရှင်လေးဖြစ်ပါတယ်ခင်ဗျာ၃ခွန်ပေါင်းရှင်း၁၀ပေါ့နော်၃ခွန်ပေါင်းရှင်း၁၀ဒီ၄နဲ့၄ပေါင်းတာ၈၂နဲ့ပေါင်းရင်၁၀ဒီ၈နဲ့၄ပေါင်းရင်၁၀ဒီမှာ၅သလုံးကျန်တာဖြစ်ပါတယ်ဆိုတော့အဲ့ဒီ၅ကို၃ပေါင်းရှင်းဒီ၈ဖြစ်ပါတယ်၈ကို၄ပေါင်း၁၀ဒီ၅၈၃၅ဒီ၄အနားနှလုံးပေါင်းရှင်းပြည့်စုံပြီးဖြစ်ပါတယ် โอเคだそれ9 7 9 3 2เนาะ9 7 9 3 2ဖြစ်ပါတယ်ဒါဆိုရင်ကျွန်တော်ဒီမှာတစ်ပါတယ်ဗောနော်နစ်ပါတယ်တုံးတုံးမပါဘောနော်9ပါတယ်6မပါဘူးပူဗောနော်ဆိုတော့ဒီနေ့တော့အနန္တလုံးပေါင်းရှင်ပြိတ်3နဲ့9ပြိတ်ဆိုပြီးဖြစ်ပါတယ်โอเคตาติญชานี่อย่าไม่สวยนะเดี๋ยวเราอยากเปลี่ยนเลยนะวิชินดาဖြစ်ပါတယ်ခင်ဗျာ ါကအနောင်သလိုပေါင်းရှင်ပရိနိနှမျိုးဖြစ်ပါတယ်ဗောနော်ဒီ6လေးပေါင်းတာ73ဆိုပြီးတော့တောက်လျှောက်ဖြစ်ပါတယ်အာဆိုရင်ဒီတပတ်မှာတော့တင်းနင်းကအနောင်သလိုပေါင်းရှင်ပရိဆိုပြီးဖြစ်ပါတယ်ခင်ဗျာโอเคကျွန်တော်ရဲ့ဗီဒီယိုကိုလည်းအဆုံးထိကြည့်ရှုအားပေးခဲ့ကြတဲ့ကျွန်တော်ရဲ့မိတ်ဆွေများအားလုံးကိုလည်းကျေးဇူးတင်ပါတယ်ခင်ဗျာ